ဥရီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်တပတ်စာလက်ဆောင်ကက်ကလေးကိုချပြပေးမှာဖြစ်ပါတယ်မျိုးတို့ရေကျမရဲ့ like ကိုအမြဲတမ်းကြည့်ရှုနေတဲ့အမျိုးတွေကတော့သိပါတယ်နော်ခါတိုင်းဆိုလို့ရှိရင် ကျမကလနာလေးကိုထောက်ပြီးတော့ပြပေးတယ်ဒီနေ့ကတော့ကလနာထောက်ပြီးတော့မပြတော့ဘူးနော်ကျမလက်ဆောင်ကက်ကလေးတွေချပြပေးတဲ့အခါမှာလည်းကျမ like ကိုအမြဲတမ်းကြည့်ရှုနေတဲ့အမျိုးတွေကဘာတွေထွက်သွားတယ်ဘာတွေကျသွားတယ်ဆိုတာဒါအမျိုးတို့တွေသိတယ်နော် အခုကတော့ကျွန်မကလင်နာကိုထောက်မပြဘူးဆိုတော့ကျွန်မမှသွားသေးရလဲရှိလို့ပါနော်ဒါပြီးသွားတဲ့အပတ်ကနော်အခုပြီးသွားတဲ့အပတ်ကအဲ့လိုမျိုးပဲမပြောက်ပတ်သည်အခွေပရိတ်ချပြီးမှနော်မပြောက်ပတ်သည်ဆိုရင်လည်းဒါအမျိုးလိုမြင်တဲ့အတိုင်းပဲနော်ဘာဒီကြွားရဲဆိုတာအခွေဆိုရင်လည်းဒါမျိုးလိုတည်တဲ့အတိုင်းပဲနော်ဒါပရိတ် ဒီနေ့ကတော့မျိုးတွေကလင်နာလေးကိုထောက်ပြီးတော့ကျမလည်းမပြနိုင်ဘူးကျမမှာသွားတရားလေးတွေရရှိနေတာเนาะအခုအဲ့လိုမျိုးလေးချပေးမှာဖြစ်တယ်အဲ့လိုလေးချမပေးခင်မှာအမျိုးတို့ရေဒါတောက်ကြနေရဒါအမျိုးတို့တွေပိုင်ပိုင်နိုင်နိုင်ရလိုက်မယ်เนาะနော်အမျိုးတို့ကျမတိတိချာချာဟိုဒါအမျိုးတို့တောက်ကြနေရပြထားတာเนาะ၅၆ပတ်တီကျမမင်းနဲ့ရန်နဲ့တော့ကျမ ပြပေးတယ်နော်ကျမ like ကိုပြန်ကြည့်နော်ဒါထွက်ပြီးမှပြောတာမဟုတ်ဘူးကျမ like ကိုပြန်ကြည့်လို့ရတယ်အချိန်မရွေးနော်ဒီမှာဒီလိုလေးတောင်ပိုင်းပြီးတော့ဒါ main ဒါရန်ဆိုပြီးတော့နော်9 6ပတ်တီးနဲ့ညနေပိုင်းမှာ6ရှိဆိုပြီးတော့နော်အများကြီးမရှိဘူးနော်2 4 6 8ခွက်ထဲဒါအများကြီးပေးထားတာမဟုတ်ဘူးအဲ့တော့မျိုးတို့တွေလည်းရလိမ့်မယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ရက်တွေကလည်းဒါရတဲ့နေလည်းရှိတယ်မရတဲ့နေက2ရက်ရှိတယ်နော် ါဆိုရင်လည်းရတယ်ဒီနေ့ကမရဘူးပုဒ်တော်ခုနေမရဘူးဒီမှာအင်္ဂါနေ့ကလည်းရတယ်နော်ဒီမှာနေ့ရက်မရဘူးတနင်္လာနေ့မရဘူးနော်တနင်္လာနေ့မှာမရဘူးအင်္ဂါနေ့မှာရတယ်နော်ဒီမှာတွေ့ထားတဲ့ထက်ကဒါဆိုရင်ကျမတို့ပိုင်ပိုင်ပေးထားတာဒါအင်္ဂါနေ့ရတယ်ပုဒ်တော်ဖူးမရဘူးဇာတပတိရတယ်ဇာတပတိရတော့ဒါပတိပဲရမယ်တောက်ကြနေမှာတော့ဒါမင်းနေ့ကနေရသွားတာเนาะ ဲ့ဒါဆိုတော့အမျိုးတို့ကိုဒီလက်ဆောင်ကကလေးကိုချပြပေးမှာဖြစ်ပါတယ်ကျမလည်းအကောင်းဆုံးရှာဖွေပေးထားတာเนาะဒါကလနာကိုမပြဘူးဆိုပေမဲ့ဒါကျမတို့အကောင်းဆုံးရရှိထားတဲ့ခဏန်းကိုချပြပေးတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးချပေးတဲ့အခါမှာလည်းဒါအမျိုးတို့တွေစခွင်လျှော်လေးရိုက်ပြီးတော့ယူထားเนาะကျမအမြင်နဲ့မှားတယ် အဲ့ဒါဆိုတော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမဇာတို့ပတ်တီတစ်တလုံးပေးထားတာဖြစ်ပါတယ်နော်ကျမရောင်းလာဆိုရင်ဒီလိုဇာတို့ပတ်တီတစ်လုံး main or 3ခွဲ do or 2ခွဲဒါ ਉਹ ဒါရောင်းလာဖြစ်ပါတယ်နော်ပြီးတော့ကျမကကျမရှိဖို့အဖွဲ့ဝင်မဲ့အမျိုးတွေကိုကျမကဒါလေးတွင်ရောင်းလာမှုပါဘူးလက်ဆောင်အဖြစ်နဲ့ကျမကကလေးတစ်ခုကိုထပ်ပို့ပေးထားတာဖြစ်ပါတယ်နော်ဒါကလက်ဆောင် ဒါကသူကတပတ်စာလက်ဆောင်ထိုးရမှာဖြစ်တယ်နော်တပတ်စာလက်ဆောင်ဆိုလို့ရှိရင်သူကဘာထွက်သွားလဲဆိုတော့တနင်္လာနေ့မနက်မှာပဲ၄ခွန်ဆိုပြီးတော့တစ်ချိန်စင်းတယ်ကြာတာပရိနေ့မနက်မှာကခွန်ရှိဆိုပြီးတော့တစ်ချိန်စင်းတယ်တောက်ကြနေ့ညနေကြတော့6ရှိဆိုပြီးတော့သူကတစ်ချိန်စင်းသွားတယ်နော်ဒီလိုကတ်ကလေးကိုကျွန်မလက်ဆောင်အဖြစ်နဲ့ထပ်ပို့ပြီးမှဖြစ်ပါတယ်နော် ဒါအဖွဲ့ဝင်နေကြလူဟောင်းတွေကတော့ကျမနဲ့ဆက်သွယ်နေတဲ့အဖွဲ့ဝင်လူဟောင်းတွေကတော့ပြောတရားမလို့ဘူးနော်တည်တယ်ဒါအခုပြောနေတာကအဖွဲ့ဝင်မဲ့အမျိုးတွေကိုကျမပြောနေတာဖြစ်တယ်နော်လူတစ်တွေကိုပြောနေတာနော်အဲ့တော့ကျမပေးတာဘလို့လို့ပေးတယ်ဆိုတာအဖွဲ့ဝင်နေကြလူဟောင်းတွေကတည်တယ်အခုမှစပြီးတော့ဝင်မဲ့အဖွဲ့ဝင်အစ်တွေကိုကျမပြောနေတာပါနော်ဒီလိုလေးပေးတယ်ဆိုတဲ့အကြောင်းကိုပြောပြတာနော်အဲ့ဒါဆိုတော့ ကျမရှိကိုအဖွဲဝင်မဲ့အမျိုးတွေကကျမကဒီလိုဇာတို့ပတိတလုံးမိန်အော်၃ကွက်ဒူအော်၂ကွက်အဖွဲဝင်မဲ့လူတိတွေကတစ်ချက်မှတ်ပြီးတော့ကျမနဲ့ဆက်သွယ်ပေးပါနော်ကျမကကျမရှိကိုအဖွဲဝင်မဲ့အမျိုးတွေကိုဒီလိုကတ်ကလေးပေးတဲ့အပြင်ကိုခုနကလိုပဲတပတ်စာလက်ဆောင်ကတ်ကလေးကိုထပ်ပြီးတော့ပို့ပေးသွားမှာဖြစ်ပါတယ်ကျမပေးလိုက်တဲ့ဂဏန်းတလုံးဟာအစောကြီးဆင်းခဲ့လို့ရှင်ရင်နောက်ထပ် ခဏန်းကိုလည်းအကောင်းဆုံးရှာဖွေပြီးတော့ပို့ပေးမှာဖြစ်ပါတယ်เนาะဒါအခုမှစဝင်မဲ့အဖွဲ့ဝင်တွေကိုကျွန်မပြောပြနေတာဖြစ်ပါတယ်เนาะအဲ့ဒါဆိုတော့အဖွဲ့ဝင်မဲ့ဆိုရင်အဖွဲ့စပြီးတော့ဝင်လို့ရပါပြီတနင်္လာမနေ့10နိုင်ထိလက်ခံမှာဖြစ်ပါတယ်10နိုင်နောက်ပိုင်းကိုတော့ကျွန်မအဖွဲ့ပိတ်ပါပြီเนาะဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့စောစီးစွာဝင်ထားပြီးစီကျင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့တနင်္လာမနေ့ကြကမှ तू ကဝင်းငါဝင်းနေဆိုကျမမာကဟိုလူပို့ချင်းဒီလူပို့ချင်းနဲ့လိုင်းတွေကတအားကျတဲ့အခါကျတော့မရောက်မှစိုးရင်လို့ပြောတာနော်ဝင်းချင်းနဲ့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပြီးပါနော်ကျမကခဏများကိုတနင်္ဂနွေနေ့ည9နာရီကနေစပြီးတော့ပြန်လဲပို့ပြီးမှဖြစ်ပါတယ်10နာရီထဲနောက်မကြဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်နော် ျမရှိမှအဖွဲ့ဝင်နေတဲ့လူဟောင်းတွေကတော့ပြောစရာမလိုဘူးเนาะတည်တယ်။ကျမပြေးလိုက်တဲ့ခဏန်းတစ်လုံးဟာအစိုးကြီးဆင်းခဲ့လို့ရှိရင် နောက်တစ်ချိန်မှာ နောက်တစ်လုံးထပ်ပို့တယ်။ပို့တဲ့ခဏန်းလည်းထပ်ပြီးတော့ဆင်းသွားလို့ရှိရင်နောက်ထပ်တစ်လုံးထပ်ပို့တယ်เนาะလက်ဆောင်ကတ်ကတော့အများရန်ပါတယ်เนาะအမျိုးလိုအဲ့တော့ဆန္ဒရှိရင်ကျမနဲ့ဆက်သွယ်ပြီးပါเนาะအဲ့ဒါဆိုရင်တပတ်စာလက်ဆောင်ကတ်ကလေးကိုကျမ Y pido a menos. ဒီကက်ကလေးကိုချပြတဲ့အခါမှာလဲဒါအမျိုးတို့ကျမမှားပြီနော်ကက်ကလေးကိုချပြတဲ့အခါမှာအမျိုးတို့အနေနဲ့စခွင်လျှော်လေးရိုက်ပြီးတော့ယူထားပါနော်ဒီကက်ကလေးကိုချပြတိုင်းကျမအဲ့ဒီလိုမျိုးပြောတယ်နော်ဘာဖြစ်လို့လဲဆိုတော့စခွင်လျှော်ရိုက်ယူတဲ့အခါမှာကိုဖုန်းထဲမှာကိုဟာကိုအချိန်မရွေးပြန်ပြီးတော့ကြည့်လို့ရတယ်နော်အခုဥပမာကျမပြောမယ်ကျမကနေတိုက်တွေကိုလည်းပုံမှန်တင်းသွားပြီးမှဖြစ်ပါတယ်နေတိုက်တင်တဲ့အခါမှာဥပမာကျမ ချပြလိုက်တဲ့ဂဏန်းနဲ့ဒီကဂဏန်းလေးနဲ့မြန်တူခဲ့လို့ရှိရင်ဒါအမျိုးတို့အနေနဲ့ဟိုယူသုံးလို့ရအောင်เนาะဒါညံရှိတယ်လို့တော့ယူသုံးပေါ့เนาะဒါအမျိုးတို့ကျွန်မပြောမှာဥပမာကျွန်မပေးထားတာကဥပမာ2 3 8เนาะအဲ့ဒီလိုမျိုးလေးကျွန်မဒါမပြောက်ပါသေးလို့ပေးထားခဲ့တယ်ပေးထားပြီးတော့ကျွန်မနေ့တိုင်းမှာတင်တဲ့အခါကျတော့ ဥပမာ3ရှစ်ပတ်တီးပဲဆိုကြပါစို့နော်3ရှစ်ပတ်တီးဆိုလို့ရှိရင်ဒါအမျိုးလိုနေနဲ့ရှစ်တလုံးပါတယ်ပေါ့နော်ရှစ်တလုံးပါလို့ရှိရင်ဒီမှာရှစ်ပါသလားဥပမာ3ရှစ်ဆိုရင်လည်း3ရှစ်ပါတယ်ဒါမျိုးလေးတွေတွေးပေါ့နော်တကယ်လို့မြတ်ကျမကျမပြေးလိုက်တဲ့ကဏ္ဍဟာဥပမာ9ຕົງညဆိုကြပါစို့9ຕົງညဆိုလို့ရှိရင်လည်းဒီမှာမပါဘူးဒီမှာပါတယ်เนาะအခွေထဲမှာဥပမာပြောပြလာเนาะဒါ ဥမာ၃ညပါတယ်၃ညပါလို့ရှိရင်၃ညနဲ့ငါပါလေးတွေနဲ့တွဲမလဲအဲဒါမျိုးလေးတွေကိုကျွန်မပြောပြနေတာနော်၃ညပါခဲ့တယ်ကျွန်မပြီးတဲ့အခါမှာဒီ၃ညတစ်လုံးပါမယ်ပါလို့ရှိရင်၃ညတေ၃ညနှစ်၃ည၃၃ညကိုယ်ရဲ့ဒါမျိုးကိုတွဲဖို့ပြောတာနော်အမျိုးတို့အကုံလုံးကိုအမျိုးတို့ခွေခိုင်းနေတာမဟုတ်ဘူးအကုံလုံးခွေရင်တော့နေ့တိုင်းအကုံခွေရင်တော့ဒါအမျိုးတို့ဒီကုံမှာပဲဒါကျွန်မအဲ့ဒါရှင်းရှင်းပြောတာနော် အဲကျမထိုးတဲ့ပုံစံမျိုးကိုဒါအမျိုးတို့ချပြနေတာကျမတို့ကအခွေပေးတာမှန်တယ်ငါးလုံးကိုပေးတာမှန်တယ်ငါးလုံးကိုပေးပေမဲ့ဒါအမျိုးတို့ညာရှိတယ်လို့ယူသုံးလို့ပဲကျမအမြဲတမ်းပြောတယ်အခုလိုမျိုးကျမရှင်းမပြဘူးနော်ဒါပေမဲ့အမျိုးတို့ဒီညာရှိတယ်လို့ယူသုံးဆိုကျမတို့ကနေတိုက်ကပေးလိုက်ပြီး၃ညတက်လို့ဒီမှာ၃ညပါမယ်၃ညပါလို့ရှိရင်၃ညကိုအမျိုးတို့ထိုးရမှာ၃ညကို၃ညတိ၃ညနှစ်၃ညသုံးဒါပဲထိုးရမှာနော်ဥမာကျမပေးလိုက်တဲ့ဟာက၉လေး ဒါဒါဥပမာလေးပြောပြနေတာနော်ကိုလေးပတိကျမတို့ပေးပြီးနေတိုင်းမှာကိုလေးပတိဆိုဒီမှာဘာပါလဲလေးပါလားကိုပါလားအဲကိုပါတယ်ကိုပါတယ်ဟိဆိုကိုနဲ့60 61 62 63ငွေဒါမိုးလေးတွေထိုးဖို့ကျွန်မဒါပြောပြနေတာနော်အမျိုးတို့နေတိုင်းဒါကိုပဲခွေရမယ်လို့မပြောဘူးနော်ဒါမျိုးတို့ကျွန်မလိုက်လွှင့်တဲ့အခါမျိုးဆိုရင်လည်းဒါအမြင်နဲ့ပြောတယ်ညံရှိသူတို့ယူသုံးညံရှိသူတို့တချို့ကလည်းအဲ့လိုမျိုးကြတော့ဟိုတချို့ကလည်းဟို မလုတ်တဲ့လူတွေလည်းရှိတယ်เนาะလုတ်တဲ့လူတွေလည်းများပါတယ်เนาะမလုတ်တဲ့လူတွေလည်းရှိတဲ့အခါကျတော့ဒါကျမဒါနားလည်အောင်လို့ပြောပြတာเนาะအဲ့ဒီလိုမျိုးလေးထိုးစီခြင်းလို့ပြောပြနေတာเนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျမရေးပြမယ်เนาะဒါအကောင်းဆုံးကဏ္ဍကိုရေးပြတာเนาะကလနာထောက်မပြလို့လေဒါအမျိုးလိုကျုံတဲ့ကဏ္ဍလို့တော့မထင်းနဲ့เนาะကျမတညာလုံးညာတော့ကကြည်ထားတာเนาะကလနာမှာဘာတွေကြရင်ဘာတွေ လက်တွေ့ဆိုင်ကဘာတွေရတယ်ဆိုတာကိုနော်အကောင်းဆုံးခဏကိုချပြပေးမှာနော်အမျိုးတို့ဒါကြောင့်မို့လို့လေကျမစကွင်ရှော့ရိုက်ယူထားပါလို့ဒါကျမပြောတာစကွင်ရှော့ရိုက်ယူတဲ့အခါကျတော့ကျမပေးလိုက်တဲ့ခဏဟာဟုတ်ဤမဟုတ်ဤတစ်ပတ်လုံးအတွက်ကိုဒါအမျိုးတို့တိလိုက်မယ်နော်ဖြတ်မပြင်းကြည့်ထားချိုးရလဲကလန်နာလေးထောက်ပြမှာဒါကောင်းတယ်လို့ထင်တာနော် ာကလနာစီပိဒါခဏဒါပေမဲ့ဒီလိုမပြောက်ပတ်တိကြတော့ကျမတို့တွေကကလနာမှာတွေ့တယ်မပြောင်းเนาะဘာလို့မပြလဲဆိုတော့ဒီလိုကဏ္ဍမျိုးကိုကျမတို့မပြဘူးကျမတို့ပြတာဆိုလို့ရှိရင်အခွေကိုပြမယ်ဘရိတ်ကိုပြမယ်ဒီလိုကဏ္ဍမျိုးကိုကြတော့ကျမတို့မပြဘူးเนาะအញ្ញဟော့သွားမှာဆိုလို့ဒါကျမတို့ရဲ့အကောင်းဆုံးကဏ္ဍမဟုတ်လို့ကျမတို့က ဒါမျိုးလို့သိပါတယ်ပြီးခဲ့တဲ့ပတ်တရားဆိုလို့ရှိရင်လည်းဒါမျိုးလို့ဒီမှာကလင်နာတွေထောက်ထောက်ပြရင်ဘာလို့ပြပေးလဲအခွေနဲ့ပြိတ်ပဲပြပေးတာဒီလိုမပြောက်ပတ်ဒီကိုဘယ်တော့မှမပြအောင်နော်အဲ့ဒါကြောင့်ဒါအကောင်းဆုံးကဏ္ဍကိုချပေးနေတာနော်အဲ့ဒါဆိုတော့မပြောက်ပတ်ဒီက3 6 9ဖြစ်ပါတယ်နော်ဒါမျိုးလို့စခွင်ချောရပ်ယူတာအခွေရဆိုလို့ရှိရင် ငါချာခွန်ရှိဒီတစ်ခါတော့နည်းနည်းချဲ့ပြီးထားမယ်เนาะမျိုးလို့ပူနေတဲ့ခါကျတော့ဟိုထွက်လဲထွက်ကောကျမတို့ကဝိုင်းစီရနေရမရှိဘူးဖြစ်နေမယ်เนาะနည်းနည်းလေးချဲ့ပြီးထားလာအဲ့တော့ break break ဟာဆိုလို့ရှိရင်နှစ်ခွန် break เนาะမျိုးတို့ဒါလေးကိုအမျိုးတို့စခွင်းရှော့ရိုက်ပြီးတော့ယူထားအချိန်မရွေးကိုဟာကိုပြန်ကြည့်လို့ရတယ်เนาะအမျိုးတို့ညံရှိတို့ယူတုံးဆိုတာအဲ့ဒါကိုပြောတာကျွန်မနေတိုင်းလိုက်တာတော့လွှင့်မယ်လိုက်လွှင့်တဲ့အခါမှာခொနကပြောနေကြလို့เนาะကျမပေးလိုက်တဲ့ခဏတလုံးဟာ၃ညပါခဲ့ရင်အဲ၃ညနဲ့ဗာလိနဲ့ကတ်မယ်ဥမာကျမပေးတဲ့ခဏတလုံးဟာခွန်ပါခဲ့လို့ရှိရင်ခွန်နဲ့ဘာကိုကတ်ထိုးရမလဲ ဒါမျိုးလေးတွေကိုပြောတာနေ့တိုင်းဒါအမျိုးလိုမဖွေခိုင်းဘူးเนาะခွေနေ့တိုင်းခွေခွေလို့ကတော့မနေ့ခွေညခွေနဲ့ဆိုတာအမျိုးလိုတွေကုန်မှာပဲเนาะဒီလောကမှာညံရှိမှအဆင်ပြေမှာညံမရှိဘဲနဲ့နင်းထိုးနင်းလုံနေတော့ကတော့မျိုးလိုတွေရတဲ့ဟာကုန်မှာပဲเนาะအဲ့တော့ဒါကတပတ်စာလက်ဆောင်ကတ်ဖြစ်ပါတယ်เนาะဒါအကောင်းဆုံးခဏန်းကိုချပေးထားတာဖြစ်ပါတယ်เนาะမျိုးလိုအဲ့ဒါဆိုလို့ရှိရင် ခွင့်နေရနေစပြီးတော့ကြံရည်များမှလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေနော်